ယနေ့ကျွန်တော်ယူလာတဲ့သမာကျမ်းစာကတော့ရှင်မသက်ခရစ်ဝင်ခန်းကြီး6အခန်းငယ်34မှာထို့ကြောင့်နှက်ဖြန်အဖို့မစိုးရင်ကြနဲ့နှက်ဖြန်နေသည်မိမိအဖို့စိုးရင်လိမ့်မည်ယခုနေ့၌ရှိသောမကောင်းမသင့်သောအရာသည်ယခုနေ့ဖို့လောက်ပြီတဖန်ကျွန်တော်ပြန်ပြီးတော့ဖတ်ပါမယ်ရှင်မသက်ခရစ်ဝင်ခန်းကြီး6 34မှာအခန်းငယ် ထို့ကြောင့်နှက်ဖြန်အဖို့မစိုးရင်ကြနဲ့နှက်ဖြန်နေသည်မိမိအဖို့စိုးရင်လိမ့်မည်ယခုနေ၌ရှိသော မကောင်းမသင့်သောအရာသည်ယခုနေဖို့လောက်ပြီကျွန်တော်ယူခဲ့တဲ့ခေါင်းစဉ်ကသင်ဘဝကို သင်တတိပြုမိပြီလားတဲ့သင်ရဲ့ဘဝကိုသင်တတိပြုမိပြီလားခြေတော်သမမိတ်ဆွေပေါင်းတို့ သင်ယခုအသက်ရှင်နေထိုင်ရတဲ့လောကကြီးထဲမှာရှိသမျှအသက်ရှိတဲ့မဲ့တွေဟာလုံးဝမတည်မြဲဘူးဆိုတာသင်တတိပြုမိပါသလားလူဘဝဟာလည်းမတည်မြဲဘူးတူတောင်းတဲ့အခိုးမေပဲယနေ့အသက်ရှင်ပြီတော့မှမနေ့ဖြစ်ပါဖြစ်မလဲဆိုတာလည်းသိရလားဘာလို့မှမသိဘူးအိုချင်းနာချင်းတည်ချင်းတွေကိုမိတ်ဆွေမလွန်ဆန်နိုင်ပါဘူးဒါကြောင့် ကျွန်တော်သတိပေးလိုတာကတော့တည်ပြီးတဲ့နောက်သင်ပါဖြစ်သွားမလဲတည်ပြီးတဲ့နောက်မှာသင်ပါဖြစ်သွားမလဲဒါကိုသိရလားလူသားတိုင်းတည်ပြီးရင်နောင်ဘဝဆိုတာဟာဘာသာတရားတိုင်းကမငင်းပယ်ပေါ့လက်ခံကြတယ်ခံယူကြတယ်ဒါကြောင့်မိတ်ဆွေတင်းရဲ့နောင်ဘဝမှာဘာဖြစ်မယ်ဆိုတာကိုအတိအကျမိတ်ဆွေသိရလား တို့ရဲ့နှုတ်ကပတော်ကတော့တမချန်းစာတဲ့မှာတော့သေပြီးသွားတဲ့လူတိုင်းဟာလမ်းနာလမ်းပဲငရဲကိုသွားရမယ်တို့မလဲကောင်းကင်နိုင်ငံဆိုတဲ့နေရာတစ်ခုခုကိုတော့ကျွန်တော်သွားရမယ်လို့အတိအကျရေးထားတယ်ပြောထားပါတယ်ဒါဆိုရင်မိတ်ဆွေတင်ကောဘယ်နေရာကိုသွားခြင်းတလဲငရဲလားကောင်းကင်နိုင်ငံတော်လားတချို့ကလူတွေကတော့နောင်ဘောကအရေးချက် စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့ဒါအရေးကြီးတယ်မိသားစုအရေးကအရေးကြီးတယ်စားဖို့တောက်ဖို့ကအရေးကြီးတယ်လို့အောက်မေ့ပြီးတော့မှဖယားမိတရားမိရတာကိုတွေ့ရတယ်ထင်ရဆိုင်ကြတယ်ကြိုက်နေတဲ့လမ်းကိုတွားကြတယ်အသက်ရှင်နေကြတဲ့လူတွေဟာဒါဒီအများကြီးပဲဒုနဲ့ဒေးကျွန်တော်တို့တွေ့ခဲ့ရပါတယ်တိတိချာချာစဉ်းစားဆင်ခြင်မယ်ဆိုလို့ရှိရင် ်ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းနဲ့ကင်းလွတ်တဲ့အရာတစုံတစ်ခုရှိသလားမရှိဘူးဘုရားသခင်ရဲ့ဖန်ဆင်းခြင်းနဲ့ကင်းလွတ်တဲ့အရာဟာတော့တစုံတစ်ခုရှိရလားလို့မေးတဲ့အခါမှာခမားအဖြေပေးရပါလိမ့်မယ်ကျွန်တော်တို့ကိုယ်ကယုံကြည်တဲ့ဘုရားသခင်ဟာတစုကြီးပဲရှိတယ်စုံလင်ဖြောက်မတ်တယ်ဖန်ဆင်းရှင်ဖြစ်တယ်တန့်ရှင်းတယ်လူသားတွေရဲ့နောင်တမလုံးဘဝအရေးကိုလည်း အာမခံချက်ပေးတဲ့ဖရာဖြစ်ပါတယ်မနေ့ယနေ့နောင်ကာလမပြောင်းလဲတဲ့ဖရာသခင်လည်းဖြစ်တယ်ယနေ့မျိုးဆက်တစ်တည်းနော်လူငယ်များအားလုံးကိုဇတိပေးလိုတာကတော့ယနေ့လူငယ်များကြိုက်နေတတ်တဲ့မူရေဆေးဝါးအယက်ဘိန်း YW တို့နောက်ဆုံးပေါ်တဲ့ Happy World တို့ဒီအရာတွေနဲ့ပဲခိတ္တခဏစိတ်ချမ်းသာမှုကိုပေးနိုင်တဲ့အရာတွေအထက်မှာကျွန်တော်မနစ်မြုပ်စေချင်ပါဘူး ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည်ပညာရဲ့အချုပ်အခြာဖြစ်တယ်လို့နှုတ်ကပတော်ဖော်ပြသွားတဲ့အတိုင်းဒါဆိုရင်ပညာကိုတော့လေးလေးနက်နက်ရသိခြင်းတယ်တတ်သိခြင်းတယ်သိလာသိခြင်းတယ်တနည်းလူတို့လူကောင်းတွေဖြစ်သိခြင်းတယ်တိုင်းပြည်ရဲ့အနာဂတ်မျိုးဆက်တက်တင်မှာသာသနာရဲ့အကောင်းဆုံးအတိအပွင့်တွေဖြစ်သိခြင်းပါလေကောင်းဆောင်ကောင်းတွေပေါ်ပါ။နောက်များကြီးပဲပေါ်ထွက်လာဖို့ တော့အဘိုးအနေနဲ့အများကြီးပဲယူပိုင်ယူထားပါတယ်မင်းတို့အကောင့်ထဲဖော်မယ်လို့လဲမျောလင့်တယ်ယုံကြည်တယ်အားလဲအားကိုးတယ်နောက်အဘိုးမတိခင်မှာမှားသွားတဲ့စကားဖြစ်ပါတယ်ဒါကြောင့်ရှင်ယောဟန်ခရစ်ယာန်ခန်းကြီးငါအငယ်24မှာဖော်ပြသွားတဲ့အတိုင်းပဲငါကို၎င်းငါစီလွတ်တဲ့သားတော်ယေရှုကို၎င်းယုံကြည်ရင်တဲ့နော်သခင်ကိုယ်တိုင်ပြောတယ် ພັນຊິນຊິນກູໄດ້ပြောແດ່ງ້າກູລະກອງແດ່ງ້າສີລຸດແດ່ຕາຢີຊຸກູຍົ່ງຈີແມ່ສຸລຸຊິນແດ່ຕິດຕະແຊທາວະຣະແຕ່ຍາມທາວະຣະແຕ່ສຸດາမသေးနိုင် မပြောင်းနိုင်တဲ့အသက်ဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ရပါလိမ့်မယ်ဒုတိယတစ်ချက်မှာအပြစ်စီရင်ခြင်းမခံရဒါဆိုရင်ကျွန်တော်တို့သူ့ကိုယုံကြည်မယ်ဆိုလို့ရှိရင်အပြစ်စီရင်ခြင်းမခံရဆိုတာငရေသွားเสีย မလိုတော့ပါဘူးတတရတစ်ချက်မှာသေခြင်းမှအသက်ရှင်ခြင်းတို့ကုမြောက်တယ်ကျွန်တော်တို့ကိုယ်ခန္ဓာကတော့သေမှာပဲဒါမှမဟုတ်ကျွန်တော်တို့ရဲ့အသက်ဝိညာဉ်ကတော့ဘယ်တော့မှ ဆုံးရှုံးသွားမှာမဟုတ်ပါဘူးဒါကြောင့်မျိုးဆက်တစ်တကိုမှလိုတာကတော့မိမိရဲ့စိတ်နှလုံးတကားတွေကိုဖွင့်ချပါကြေကြေလေးဖွင့်ထားပါအကျွေးမဲ့ဖရာသခင်ရဲ့အုပ်ဆိုးဖို့ အခွင့်ကိုခိုလွန်ခွင့်ကိုပေးလိုက်ုံပဲဖြစ်ပါတယ်ဒီတခါခရစ်တော်ဟာသင်ရဲ့စိတ်နှလုံးထဲကို ဝင်ရောက်ဂိမ်းအောင်ပြီးပြီးတော့မှအုပ်ဆိုးခြင်းကိုခံရတော့မယ်ဆိုရင်သင်ဟာယခုဘဝမှာရောနောင်ဘဝအတွက်ပါစိတ်အေးရသူ ဖြစ်ပြီးတော့မှသခင်ယေရှုကိုယုံကြည်လက်ခံခြင်းအားဖြင့်အနာဂတ်ကို ပိုင်နိုင်တဲ့သူတယောက် အဖို့တန်တဲ့လူသားတယောက် ဖြစ်သွားပါလိမ့်မယ် ဒါကြောင့်ဖျားသခင်ဟာတင်းတို့ကိုကောင်းကြီးပေး၍ဆောင်မပါစေတော်ထို့ကြောင့်နှက်ဖြံအဖို့မစိုးရင်ကြနဲ့နှက်ဖြံနေသည်မိမိအဖို့စိုးရင်လိမ့်မည်ယခုနေ့၌ရှိသောမကောင်းမသင့်သောအရာသည်ယခုနေ့အဖို့လောက်ပြီကျေးဇူးတင်ပါတယ်